ဒီနေ့ကရှားပါအကွက်ကျဲကျွန်တော်တို့ခြံကွက်လေးတစ်ခုကျွန်တော်ပြမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ရွှေကင်း6လမ်းပေါ့နော်ရွှေကင်း6လမ်းဆိုတော့ထဝင်းမရောက်သေးဘူးဗျာကျွန်တော်တို့မြို့တက်အမှတ်၈ထဲမှာပဲရှိနေသေးတယ်ဆိုတော့ဒီမှာရှိုးလိုက်ဖအံမြို့တယ်မှာဒီလိုမျိုးအကွက်အကြီးတစ်ခွက်ဧကဝက်ကျဲတဲ့အကွက်ကြီးတစ်ခွက်ကိုပုံမှန်ဆိုလို့ရှိရင်သိန်းတပေါင်းကတ်ပါတယ်ဒါပေမဲ့ဒီခြံလေးကသိန်း3800နဲ့800ပဲခေါ်ရတာဖြစ်ပါတယ်ဒီတော့ကအနေထားလေးပေါ့နော်ဈေးက များလားဆိုတော့ကျွန်တော် question ရှာနေရဲ့လူအတွက်ကတော့ဇေယျတော့များသလိုဖြစ်တယ်ဆိုပေမဲ့တေချာလေးဒီလိုမျိုးခြံခွက်လေးတစ်ခွက်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ရွှေကင်း6လမ်းဆိုတဲ့အနေအထားလေးမှာရှိပြီးတော့ကျွန်တော်တို့မြင့်နဲ့လဲဝေးသေးတဲ့ဆိုတဲ့အနေအထားလေးရှိပါတယ်။နောက်ပြီးတော့ဒီနေရာလေးကအထူးကဆိုများမြို့သစ်ကိုကြောက်ကြတာရင်မြုပ်လို့ကြောက်ကြတယ်။ဒါပေမဲ့ဒီဘက်ချမ်းမာကကျွန်တော်တို့ El Nino မလာဘူးဆိုလို့ရှိရင်ပုံမှန်ဝါထက်တဲ့နှစ်မှာတော့မှချင်းမျက်စိလောက်ပဲမြုပ်ပါတယ်။ဆိုတဲ့အနေအထားလေးရှိတယ်ပေါ့နော်။ဒီတော့ကဒီမှာခြံအကျဲကိုရှိုးလိုက် မျက်နှာစာပိတရာ ရှိမယ်တို့အနောက်ကိုပိနှံ့ရာ ရှိပါတယ်တော်တော်ကျယ်တယ်ဆိုတဲ့အနေထားလေးတစ်ခုမှာဒီချိုင်းအားသာချက်အဖာရှိလဲဆိုတော့ကျွန်တော်တို့ရွှေကင်း6လမ်းဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေကင်းကကျွန်တော်တို့14လမ်းကြီးရှိတယ်ရွှေကင်း6လမ်းဖြစ်တဲ့အတွက်ကြောင့်မလို့မြို့သိရဲ့တဝက်တောင်မရောက်သေးတဲ့နေရာအနေထားမှာရှိရလို့ပြောလို့ရတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်နောက်ပြီးတော့ဒီလိုမျိုးအနေထားလေးမှာဘေးပတ်ဝန်းကျင်မှာရှိလိုက်အင်ကြီးအင်ကောင်းတွေအများကြီးပဲဒီနေရာလေးတစ်ခုပဲ ွက်ပြီးတော့ကြံခဲ့တာပေါ့နော်ဒီလောက်မြေခွက်အကြယ်ကြီးကလူနေမြေဆိုပြီးတော့ကြံခဲ့တဲ့အနေထားလေးတစ်ခုမှာသူ့အနေနဲ့ဒါကလူရင်းဥယျာဉ်ချမ်းမြေဆိုတဲ့အနေထားလေးဖြစ်ပြီးတော့မြေခွက်ကတော်တော်ကျဲတယ်ကို့အနေနဲ့အကွက်ရိုက်မယ်ဆိုရင်တော့မှငါးခွက်လောက်အသာလေးထွက်တယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ဒီဘက်ချမ်းမကခြံခွက်တစ်ခွက်ဒီတိန်တစ်ထောင်ဘာညာတိန်တစ်ထောင်ရှိပါမလားတိန်800ပဲလားဆိုပေမဲ့တကယ်တမ်းရှိုင်မတွေ့ဘူးဒီတော့ကဒီလိုမျိုးအနေထားလေးမှာအနည်းဆုံး3800ရှိတယ်ပဲထောင် သူက၅ွက်ထွက်တယ်ဆိုတော့၈၅လီ၄၀၃၄ထောင်ပဲဒါအပိတ်ဈေး၃၄ထောင်ဆိုတဲ့အနေထားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ question လို့ပြောလို့လည်းမရဘူးဒါပေမဲ့ဒီလိုမျိုးနေရအနေထားလေးကလည်းရှိနေတယ်ဆိုတော့ကဒါကစိတ်ဝင်စားတဲ့မိတ်ဆွေတွေယူနီမြုံနေချင်တဲ့မိတ်ဆွေတွေဒါမှမဟုတ်လေကိုတနိုင်တစ်ပိုင်းတစ်ခွက်ပဲဝင်မယ်ဆိုတဲ့မိတ်ဆွေတွေအတွက်အဆင်ပြေတဲ့နေရာအနေထားလေးဖြစ်ပါတယ်ဒီတော့ကဒီဘက်ချင်ကျွန်တော်သွားပြမယ်ပေါ့နော်အဲ့တော့ငါတို့လမ်းဘက်ချင်နေသွားမယ် ဒါကဒီအနေထားလေးကဒါအမှန်ဆိုရင်ဒါကွန်ကရစ်လမ်းပေါ့နော်ကျွန်တော်တို့ဒီ El Nino မှာ El Nino မှာရေကြီးသွားတဲ့အတွက်ကြောင့်မလို့ဒီသဲပုံတွေကလမ်းကိုပိတ်သွားတယ်ပေါ့နော်အဲ့လိုမျိုးနေထားလေးရှိပါတယ်ကဲဒါကအိမ်နောက်ဖေးကိုသွားတဲ့လမ်းအနေထားလေးဖြစ်ပါတယ်မရှုံးမယ်ဟမ်ဒီကောင်လေးကိုကို့အနေနဲ့ပေါ့နော် အကွက်ရိုင်းမယ်တေချာ transview တွေဘာတွေနဲ့လုံးမယ်ဆိုလို့ရှိရင်တော်တော်လေးအလားလာရှိရဆိုတဲ့အနေထားလေးဖြစ်ပါတယ်မြင်ရလည်းပြန်နေရောနောက်ပြီးသူ့အမြင်အနေထားလေးကိုကြည့်နည်းနည်းလေးမြင့်တယ်လားဂုံလေးလို့ဖြစ်နေလားမှဂုံလေးလို့ဖြစ်နေဂုံလေးလို့ဖြစ်နေတော့ဟိုဘက်ခြံထဲမြင့်တယ်ဗျာဟိုဘက်ခြံအနေထားထဲမြင့်နေဆိုတဲ့အနေထားလေးမှာရှိပါတယ်နောက်ဒီစိတ်တွေကခွေးတော့မဲ့ရုပ်ကြီးကျခွေးတော့မဲ့ရုပ်ကြီးဒီစိတ်တွေက ကျန်းတယ်ကဲဒီဘက်ဆန်လာမယ်တင်းနေလေအများကြီးပဲကွာဟုတ်လားနော်အဲ့ဒီအိမ်ဆောင်မဲ့ဆိုရင်တဲတော့ယူစရာမလိုတော့ဒီမှာတဲပြည့်ပဲခုမှချန်ချန်ရှိမယ်နော်မလားဒီနာထီလား အဝေးပဲမထူးတော့လာကြည့်လိုက်တော့ဒီနားထိကိုချန်ကပေး200ကျဲတယ်ဟမ်ဒီကနေဟိုကျွန်တော်ကားကိုပြန်လှန်ကြည့်လိုက်အဲ့ဒါပေး200ဆိုတဲ့ချန်အကျဲပဲနော်ဒီမှာလဲအနောက်မှာလန်လန်လန်ရှိတယ်ကွာဟဲ့လှမ်းမလှပဲရောအဲဓပုံတော့လာရိုက်လို့ရတယ်ကျန်လန်ချင်းလေးချင်းလန်ရှိတယ်ကွာ ။အော် तू ကဒီဒီလမ်းထိပဲ။နော်ဟမ်လမ်းလေးကမိုက်တယ်။ဒီဒီမှာလဲဒါအဆောင်ကြီးနော်အကြီးကြီးပဲနော်။ဆောင်ကြီးအကြီးကြီးပဲ။ Okay okay ဒီတော့ဒီနေရာလေးကတော်တော်မိုက်တယ်။ဒါကကန်နာရီပေါက်တဲ့ကန်နာရီပေါက်တဲ့လမ်းရှိတယ်ကွာနောက်ပြီးတော့ဒီမှာဆက်လီစိတ်တယ်ရှိတယ်ဆိုတော့ကဒါကသူ့ပတ်ဝန်းကျင်တွေကိုကျွန်တော်ရိုက်ပြတာဖြစ်ပါတယ် ကိုအနေနဲ့ကိုရဲ့ချက်အနောက်မှာလည်းဒီလိုမျိုးဆိုင်ငယ်တော့သွားလို့ရတဲ့လမ်းလေးရှိမယ်အဲဒါကိုကကိုကအရန်ချမ်းသာနေကိုအိမ်အကြီးဆန့်အိမ်စောက်ပြလိုက်ပေါ့နော်အကယ်ဒါမှမဟုတ်ကိုကပြန်ပြီးရောခွဲရောင်းမယ်ဆိုလို့ရှိရင်ဒါလေးကတော်တော်လေးမိုက်တယ်ကျေးပဲချမ်းရွှေချေးပဲမြေကလည်းညီးတယ်နော် မြေပြောင်ရှင်းဆိုတော့ကြည့်ရတယ်မြင်ရတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးအနေထားလေးတစ်ခုပေါ့ကျွန်တော်တို့မြို့သစ်အမှတ်၈၆လမ်းမြောက်ဆိုတာကျွန်တော်တို့မြို့သစ်ရဲ့တဝက်တောင်မရောက်သေးတဲ့နေရာအနေထားလေးတစ်ခုမှာမျက်နှာစာပီတရာအနောက်ပီ၂ရာအေကာဝက်ဆိုတဲ့ခြံအခြေမျိုးစာမျိုးဖြစ်ပါတယ်ဒီတော့ကကိုယ်အနေနဲ့တူပိုင်းခြံဝက်အခြေကြီးပဲနေနေเนาะဟိုတယ်ပဲဆော့ဆော့ကျောင်းဝင်းဆော့ဆော့အကုန်လုံးအဆင်ပြေတယ် ငါးခွက်လောက်ပိုင်းခြားပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်လည်းမရှုံးဘူးဆိုတဲ့အနေအထားလေးခုမှရှိပါတယ်ဒီတော့ဒီလိုမျိုးနေထားလေးကိုစိတ်ဝင်စားတဲ့ဆိုရင်ဒါကဘယ်လိုပြောမလဲဒါကရှားပါဖြစ်သွားပြီကွာဒီလိုမျိုးအကျယ်မျိုးကမျိုးသေးဒီလိုမျိုးအနီအနားတစ်ဝိုက်မှမရှိတော့ဘူးဒီမြေကရှားပါမြေဖြစ်သွားပြီလေမြေတွေဆိုရင်တော့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဥယင်ချမ်းမြေလူနေရက်ွက်အတွင်းထဲမှာဒီလိုမျိုးချက်အကျယ်ကမရှိတော့လောက်ရှားသွားတယ်ဆိုတဲ့အနေအထားလေးတစ်ခုမှာ ဒါကသူ value လေးတခုရှိရပေါ့နော်သူ ਨੇ ပြိုင်ဘက်ဆိုတာတော်တော်ရှားသွားတယ်ဆိုတဲ့အနေထားလေးတခုဖြစ်ပါတယ်ဒီတော့ဒီလိုမျိုးပြိုင်ဘက်กินတဲ့မင်းအကျယ်တခုကမိတ်ဆွေတို့အနေနဲ့လိုအပ်တယ်ဥထားခြင်းနဲ့ဆိုရင်ဒါလေးကအခွင့်အရေးအခွင့်အလမ်းလေးဖြစ်ပါတယ်သိန်း3800ညနိုင်စီဖြစ်ပါတယ်မျက်နှာစာပေတရာအနောက်ကိုပေ200ဆိုတဲ့အနေထားလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်